เอวาวาမြင်တိုင်းယဟန်လို့မထင်တော့ဘူးပေါ့နော်တချို့ကြတော့လုံးပြီးတော့ပြောတတ်တယ်လေဘုန်းကြီးတွေပါမကောင်းတာမြင်လို့ရှိရင်ကျန်တဲ့ဘုန်းကြီးတွေပါမကောင်းဘူးလို့ဒီလိုယူဆတာမျိုးတွေရှိတယ်လေအဲ့လိုလုံးပြီးတော့မပြောဘူးတဲ့မကောင်းတဲ့ပုဂ္ဂိုလ်မကောင်းတဲ့ပုဂ္ဂိုလ်ကောင်းတဲ့ပုဂ္ဂိုလ်ကောင်းတဲ့ပုဂ္ဂိုလ်လို့ခွဲခြားပြီးတော့သိမြင်တယ်အလုံးဟာဒီလိုကြည့်မဟုတ်ဘူးဆိုတာကိုသိတယ်ပေါ့နော် ယန္တန်ဃာတွေအလုံးဟာဒီလိုကြီးမဟုတ်ဘူးအမတန်ကောင်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်အခုလိုမကောင်းတဲ့ပုဂ္ဂိုလ်တူကိုအကြောင်းပြပြီးခြံတဲ့ကိုယ်တော်တွေလည်းမကောင်းဘူးလို့ဒီလိုမယူဆလို့မရှိဘူးတဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ကတော့ဝလုံးနဲ့သိဉာဏ်တလို့ပေါ့တဦးတွေးလိုက်တာနဲ့တပြိုင်နဲ့ခြံတဲ့ဟာတွေလည်းအဆိုးတွေကြီးပဲလို့ဒီလိုယူဆတာမျိုးတွေရှိတယ်ပေါ့နော်ရသဗျာကဟောတယ်တပ်ပေနေတာဓိတာဓိညတဝါတာ အားလုံးဟာဒါမျိုးကြီးမဟုတ်ဘူးတဲ့နော်ဒီလိုမျိုးကြီးမဟုတ်ဘူးဆိုတာသူတို့သိတယ်ဣတိဒိဋ္တဝါနဟပေတိတတ်တာအားလုံးဟာဒီလိုကြီးပဲမဟုတ်ဘူးဆိုပြီးတရားတရားမပြည့်စုံဘူးတဲ့ကိုယ်တရားတရားကိုကိုထိန်းတယ်ဆိုပါစို့ပရိသေယဆုံနာကနေပြီးဘုရားမူရှိတဲ့တန်ဃာတွေကိုဆွန့်ကတ်တယ်ဆွန့်ကတ်တဲ့အခါမှာ ရွှေခွက်ကိုတိတ်တဆိတ်ခိုးယူသွားတဲ့ကိုရောတပါးတည်းပဲအဲ့ဒီတပါးမြင်လိုက်တာနဲ့ကြံတဲ့ပုံကိုယ်တွေပေါ်မှာသရာတရားပြတ်သွားတာမရှိဘူးနော်မကောင်းရင်ဒီပုံကိုယ်မကောင်းဘူးဆိုတာမကောင်းတဲ့ပုံကိုယ်ကိုပဲကြည့်တယ်ကြံတဲ့ပုံကိုယ်တွေပေါ်မှာသရာတရားရုပ်လျော့ပျက်စီးသွားတာမရှိဘူးတဲ့မကောင်းတာဟုတ်မကောင်းဘူးလို့မြင်တယ်ကောင်းတာဟုတ်ကောင်းတယ်လို့မြင်တယ်ဆိုတာမြတ်စွာဘုရားဒါဝင်ရှင်ဣတိဒိဋ္ဌဝါနဟပေတိတတ္တာ ဒီအချက်ဟာအလွန်အရေးကြီးတယ်ပေါ့နော်လုံးပြီးတော့မမှတ်ရဘူးပေါ့အေးတင်ကအရေးချုပ်ထားတဲ့ပုံကိုတယောက်ကိုအကြောင်းပြုပြီးတော့ကျန်တာတွေတူတူပဲလို့ဒီလိုမပြောတော့ဘဲနဲ့အကောင်းအဆိုးခွဲခြားသိပြီးတော့မကောင်းရင်မကောင်းမှုလို့သိတယ်ကောင်းရင် ကောင်းတယ်လို့သိရမယ်ကိုယ်တရာတရားကလည်းမကောင်းတဲ့ပုံကိုအကြောင်းပြုပြီးတော့တရာတရားတွေရုပ်ရည်ရောပျက်စီးသွားတာမျိုးလည်းမဖြစ်စေရဘူးလို့ဒီလိုဆိုရပေါ့နော် ဣတိဒိဋ္ဌဝါနာဟပေတိတတတတ္ထာသူ့ရဲ့သရတရားဟာမကောင်းတာမကောင်းတဲ့ပုဂ္ဂိုလ်တွေ့ပြီးတော့ကောင်းတဲ့ပုဂ္ဂိုလ်တွေပေါ်မှာသရတရားဟာယောပါသွားတာမရှိဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာမကောင်းတာနဲ့ကောင်းတာကိုဘယ်တော့မှဓာတုမထားဘူးစင်ကြယ်သူနဲ့မစင်ကြယ်သူကိုလည်းဘယ်တော့မှဓာတုမထားဘူးမစင်ကြယ်ရင်မစင်ကြယ်တဲ့ပုဂ္ဂိုလ်ကမစင်ကြယ်ဘူးစင်ကြယ်တဲ့ပုဂ္ဂိုလ်ကစင်ကြယ်တယ်ကောင်းတဲ့ပုဂ္ဂိုလ်ကကောင်းတယ်မကောင်းတဲ့ပုဂ္ဂိုလ်ကမကောင်းဘူး မကောင်းတဲ့ပုံကိုမကောင်းသလိုမြင်ခြေမမကောင်းခြေမလက်မမကောင်းလက်မဆိုတဲ့ဗမာစကားလိုပဲပေါ့အေးတရားမကောင်းတာနဲ့အကုန်လုံးမကောင်းမှုဆိုတဲ့လုံရိုက်တာမျိုး မရှိပဲနဲ့သရာတရားမပြည့်စေပဲနဲ့အတိညာဉ်နဲ့ခွဲခွဲခြားခြားသိရှိ နားလည်ရမယ်လို့မြတ်စွာဘုရားကဏိကုံကျုပ်အနေနဲ့ဒီလိုဆုံးမဩဝါဒပေးထားတာပေါ့နော်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာ နောက်ဆုံးအချိန်ပါဝါမျိုးကိုရောက်လာတဲ့အချိန်ရှေ့ပိုင်းမှာအခုလိုစုံတာဆိုတဲ့ပရိစရာကြီးနဲ့တွေ့တဲ့အချိန်စုံတာပရိစရာကြီးနဲ့သူ့ရဲ့မိကုံးတွေကိုရက်စွာပြာ ရှင်းလင်းဟောကြားပြီးတမနာ၄မျိုးခွဲခြားပြီးတော့တရားတရားမပြတ်စီပဲနဲ့မိမိတို့ရဲ့တရားတရားကိုထိမ့်သိမ်းဆောင်ရှောက်နိုင်အောင်ရှင်းလင်းဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ အကောင်းနဲ့အဆိုးအကြောင်းနဲ့ကြိုးခွဲခြားသိပြီးတော့မိမိတို့ရဲ့သရာတရားအတိညာဉ်နဲ့ထိမ့်သိမ်းဆောင်းလျှောက်ကြအောင်မှာဖြစ်တယ်ဆိုတာကိုယ်စီကိုယ်စီသဘောကျပြီးတော့တရားကိုညံနဲ့စောင့်ပြီးတော့လမ်းမှန်ရောက်အောင်ကြင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း